ဂျူအနေထားရပေါ့နော်ဗုဒ္ဓဟူးဂျူက၁ရက်နေ့နိုဝင်ဘာလ၁ရက်နေ့ကစပြီးတော့ဗုဒ္ဓဟူးဂျူကတနင်္လာနေ့ကနေစပြီးတော့ ဝတ်ကြသွားတယ်ပေါ့နော်ဝတ်ကြသွားတယ်အဲ့လိုပဲကြာသပတေးဂျူကလည်းเนาะစနေရနေ့ကနေစပြီးတော့ဒီနေ့ပေါ့နော်စနေရနေ့ကနေစပြီးတော့ဗုဒ္ဓဟူးနေ့ကနေစပြီးတော့ကရကတ်ယာတိမှာဝတ်ကြသွားတယ်ပေါ့နော်ဟုတ်ပြီဝတ်ကြသွားတယ်ဆိုတာဘာသွားတာလဲလို့ပြောရင်ဝတ်ကြသွားတယ်ဆိုတာကဂျူရီကနောက်ပြန်သွားတာပေါ့နော်အဲ့ဒါကိုဘေဒင်စကားရဆိုလို့ရှိရင်တော့ဗျာကစားချင်းတယ်လို့ဆိုပါတယ်အဲ့တော့ဘေဒင်ကျန်းနေမှာကျမတို့ဂျူရီကိုနော် ဂျူရီအသွောင်းသုံးမျိုးရှိတယ်ဒါကတော့ကျမတို့ဗီဒင်ဆရာတွေပဲသိတဲ့အသွောင်းတွေပေါ့နော်ဒီဟာစာကျင့်နေဆိုတာဂျူရီအမြင်မြန်သွားတယ်နော်နောက်ပြန်သွားတယ်ဆိုရင်ကျမတို့ကဗျာကစားကျင့်တယ်လို့ခေါ်တယ်ဝါကြသွားတယ်လို့လည်းပြောတယ်ပေါ့နော်နောက်နီယာထုံနီယာထုံကကြသွားနှီးသွားတာပေါ့နော်အဲ့လိုမျိုးဂျူအသွောင်းသုံးမျိုးစလုံးဟာကျမတို့ရဲ့ဂျူရီရဲ့အဲ့လိုမျိုးအသွောင်းတွေ အသွားအလာတွေကကျမတို့တက်ရှိတွေเนาะတက်မဲ့တွေနဲ့သဘာဝတရားတွေပေါ်မှာလာပြီးတော့တက်ရောက်တယ်ပေါ့เนาะအဲ့တော့အခုဂျိုနီထားရဗုဒ္ဓဖူးကဗျာကစားချင်းနဲ့ဝတ်ကြသွားတယ်ပေါ့เนาะဗုဒ္ဓဖူးကဝတ်ကြသွားတဲ့အတွက်ဘာဖြစ်တလဲလို့ပြောရင်တိုင်းပြည်တွေမှာပုံကန်ခြားနားမှုတွေဖြစ်တယ်ပေါ့เนาะဗုဒ္ဓဗုဒ္ဓဖူးဂျိုဝတ်ကြသွားတိုင်းတိုင်းပြည်တွေမှာပုံကန်မှုတွေဖြစ်ပေါ်တယ်ကြာသပတိ ဒီဝတ်ကြသွားရင်ဘာဖြစ်တလဲဆိုရင်ကြာသပတေးတွေမောကြသွားတဲ့အခါမှာတိုင်းမီမှာရှိနေတဲ့ movement တွေဒန်သင့်နေပေါ့နော် movement တွေအဲဒါဟိုပေါ့ဒန်သင့်နေကံကြမ္မာမျိုးကျုံ와တတ်တယ်ပေါ့နော်အဲ့တော့အခုကာလာကပြောမယ်ဆိုလို့ရှိရင်တော့ဘုဒ္ဓဖူးကျူဝတ်ကြသွားတဲ့အတွက်ကြာသပတေးကျူဝတ်ကြသွားတဲ့အတွက်တိုင်းပြည်နဲ့ပတ်သက်တဲ့ကိစ္စတော်တော်များများမှာဒါထိခိုက်နိုင်တယ်လို့ပြောလို့ရတယ်ဒါပြင်ကျမကတကဘာလုံးရဲ့နော်သဘာဝ ဘေးအန္တရာယ်လေးရှိနိုင်တဲ့ကာလဖြစ်တယ်เนาะဥပမာဘလူနေရာတွေမှာเนาะတဘာဝဘေးကြုံနိုင်တယ်လေဆိုရင်နိုဝင်ဘာလဒုတိယပတ်နဲ့တတိယပတ်ပေါ့เนาะအခုဆိုလို့ရှိရင်ဒါကျမတို့ဒုတိယပတ်ထဲမှာရောက်နေပြီတတိယပတ်ထဲကိုရောက်တော့မယ်ပေါ့เนาะအဲ့တော့ဒုတိယပတ်နဲ့တတိယပတ်ထဲမှာ ပါရီဖြစ်နိုင်တယ်လေလို့ပြောရင်เนาะအင်အားကြီးတဲ့မုန်တိုင်းကြီးတွေဖြစ်ပေါ်နိုင်တယ်ဘလို့ဒေသတွေမှာလဲဆိုတော့ဖိလစ်ပိုင်ဒါကကျမတို့အခုဖိလစ်ပိုင်မှာဖြစ်နေလို့ဖြစ်တယ်လို့ပြောတာမဟုတ်ဘူးเนาะဒါဒုတိယဘက်နဲ့တတိယဘက်မှာเนาะဖြစ်နိုင်တဲ့အလားအလာရှိတယ်အခုဖိလစ်ပိုင်တရုတ်ဗီယက်နမ်အိန္ဒိယအရှေ့ပိုင် နော်အိန္ဒိယအရှေ့ပိုင်းမှာအင်အားကြီးတဲ့မုန်တိုင်းကြီးကြီးဖြစ်ပေါ်နိုင်သလိုဘင်္ဂလားပင်လယ်အော်မှာလည်းနော်အင်အားငယ်တဲ့မုန်တိုင်းသေးစားကြီးဖြစ်ပေါ်နိုင်တယ်နော်ဒါကတော့ကျမတို့ဒီဂျူနေထားရနော်သဘာဝဘေးတွေကြုံနိုင်တယ်နော်နောက်တချို့ဒေတာတွေမှာနော်မိုးကြီးတာတွေလေကြီးတာတွေနော်ဒါမျိုးတွေကြုံနိုင်နေနော်လေပြင်းမုန်တိုင်းတိုက်တာတွေလေစင်နမော တိုက်တာတွေဂျုံနိုင်ပါတယ်เนาะဒါတွေကတော့ကျမတို့သဘာဝဘေးနဲ့ပတ်သက်ပြီးတော့ဘေးဥဆိုင်ဆရာတွေပေါ့เนาะအဲ့တော့ကျမအနေနဲ့ကတော့เนาะသဘာဝဘေးမှမဟုတ်ဘူးကျမတို့တိုင်းမြေအခြေအနေရဆိုလို့ရှိရင်တော့ပြောမယ်ဆိုရင်တော့ဘေးတွေကကျမတို့ကဂျုံနေရတယ်ဒါမြန်မာနိုင်ငံတနိုင်ငံနဲ့မဟုတ်ဘူးတက္ကပါလုံးအနေနဲ့ဂျုံနိုင်ရတဲ့အနေအထားမှာရှိတဲ့အတွက်ကျမက ဘေးကင်းစေဖို့အတွက်ကျွန်မကရည်ရာလေးတွေကျွန်မပေးတယ်ပေါ့နော်ဒါအဲအခုဆိုလို့ရှိရင်ကျွန်မတို့48ရက်အဓိဋ္ဌာန်ဝင်နေတဲ့လူတွေဆိုလို့ရှိရင်လည်းဒါရှိတယ်ပေါ့နော်48ရက်အဓိဋ္ဌာန်ကိုဝင်နေတဲ့လူတွေကတော့ဒါပြဿနာမရှိဘူးရှေ့ဆက်ပြီးဒါတွေဝင်လို့ရတယ်ပေါ့နော်တကယ်လို့အခုမှเนาะကိုကနဝင်းစွန်းကကျမဘာတွေလဲလို့ပြောရင်စွန်းကိုစီစမ်းစားဖြူတာပေါ့နော်အဲ့တော့တောက်တော်ရီ၃ခွက်ကတ်မယ်နဝင်းစွန်းလှူဒန်းမယ်ပြီးရင်ဒီမှာเนาะ တရဏဂုံပေါ့နော်ဗုဒ္ဓံသံဃာစာမိဓမ္မံသံဃာစာမိသံဃံသံဃာစာမိကိုပတိတပတ်စိတ်မယ်ပြီးရင်ဂုံတော်ကိုပါပတိတပတ်စိတ်မယ်စိတ်တဲ့ကလှူဒန်းနဲ့အားလဲလူသေးတယ်ပေါ့နော်တောက်တော်ရီ၃ခွက်နော်ပြီးရင် ကျမတို့နဝင်းစွန်းအလင်းနိုင်တဒိုင်ပန်းကကြတော့တနင်းကနေသာသမီဆိုရင်အဖြူရောင်ပန်းကိုလှူပါ တနင်္ဂနွေသာသမီဆိုရင်အဖြူရောင်ပန်း6ပွင့်လို့မယ်နော်တနင်္လာသာသမီဆိုရင်ရွှေရောင်ပန်းကိုလှူပါအဝါရောင်ပန်းပေါ့နော်တနင်္လာသာသမီဆိုရင်အဝါရောင်ပန်း15ပွင့်လို့ပါမယ်နော်အင်္ဂါသာသမီဆိုရင်ညီညိုရောင်ပန်းကိုလှူပါနော်အင်္ဂါသာသမီဆိုရင်ညီညိုရောင်ရှိတဲ့ပန်းဖြစ်ရမယ်ဘယ်နှပွင့်လဲလို့ပြောရင်10ပွင့်ဖြစ်ရမယ်ပေါ့နော်ဗုဒ္ဓဟူးသာသမီဆိုရင်အနီရောင်ပန်းကိုလှူပါ နော်ဗုဒ္ဓဘုရားသမီးတွေကဒီအချိန်မှာအနီရောင်ပန်းကိုလှူပါမယ်အနီရောင်ပန်းဘယ်နှပွင့်ဖြစ်ရမလဲ18ပွင့်ဖြစ်ရမယ်ပေါ့နော်အနီရောင်ပန်း18ပွင့်ဖြစ်ရမယ်ကြာသပတေးသားသမီးဆိုရင်အဖြူရောင်ပန်းကိုလှူပါကြာသပတေးသားသမီးကအခုချိန်မှာလှူရမယ်အရောင်ကအဖြူရောင်ပန်းဖြစ်ပါတယ်ဘယ်နှပွင့်လဲ19ပွင့်လှူရပါမယ်တောက်ကြသားသမီးဆိုရင်အစိမ်းရောင်ပန်းကိုလှူပါအဲ့တော့အစိမ်းရောင်ပန်းဆိုတာဘာလဲလို့ပြောအစိမ်းရောင်ရှိတဲ့အရွက်လှလေးတွေလေဒါကိုပန်းလို့ယူဆလို့ရတယ်နော်အဲ့တော့အစိမ်းရောင်ပန်း န်းကိုလှူပါဘနဲ့ပွင့်ဖြစ်ရမလဲဆိုရင်22ပွင့်ဖြစ်ရပါမယ်။စနေသားသမီးဆိုရင် အနီရောင်ပန်းကိုလှူပါ။အနီရောင်ပန်းဘယ်နှပွင့်ဖြစ်ရမလဲ10ပွင့်ဖြစ်ရပါမယ်เนาะ။အဲ့တော့စွန်းရဲ့ တောက်တော်ရေရဲ့တောက်တော်ရေက၃ခွက်ဖြစ်ရမယ်စွန်းကတပွဲလေးရပါတယ်เนาะစွန်းတပွဲလေးရတယ်တောက်တော်ရေက၃ခွက်ဖြစ်ရမယ်အလင်းတိုင်ကတတိုင်းဆိုရပါတယ်ပန်းကတော့ကျမတို့နေသားအလိုက်ပေါ့เนาะတင်းငွေဆိုအဖြူရောင်တင်းလာဆိုရင်ရွှေရောင်အင်္ဂါဆိုရင် နီညိုရောင်ဗုဒ္ဓမူးဆိုရင်အနီရောင်ကြာသပတေးဆိုရင်အဖြူရောင်တောက်ကြဆိုရင် အစိမ်းရောင်အစိမ်းရောင်ကတကယ်တော့เนาะကျမတို့ရွက်အစိမ်းအလှလေးတွေရွက်အစိမ်းလေးတွေကိုလေကျမတို့ကအစိမ်းရောင်ပန်းနေလှူလို့ရတယ်เนาะဥမာ တပြည့်ဆိုရင်เนาะကျမတို့အစိမ်းအောင်ပန်းနေနဲ့လှူလို့ရတယ်เนาะအဲနောက်စနေဆိုရင်အနီအောင်ပန်းလှူပါအဲ့ဒါတွေလှူပြီးပြီဆိုလို့ရှိရင် ကျမတို့ဂုံတော်ကိုးပါးပတိတပတ်စိတ်ပါမယ်ပြီးရင်ဂုံတော်ကိုးပါးပတိစိတ်ပြီးပြီဆိုရင်ကျမတို့ကမြတ်တာတုတ်ကို 3ခေါက်ပူစောပါမြတ်တာတို့3ခေါက်ပူစောပြီးပြီဆိုရင်ကိုက32ပုံကိုကိုကမြတ်တာပို့ပေးပါ32ပုံကိုမြတ်တာပို့ပြီးပြီဆိုလို့ရှိရင်တော့ကိုကနော်ကိုရဲ့ကိုစောင်းနှင်းနဲ့တကွာအဆောင်လျှောက်ပုံကိုဒီအားလုံးဤနေရာဤဌာနဤပတ်ဝန်းကျင်တွင်ရှိသမျှကုံသောနတ်ထေဝအပေါင်းဆိုပြီးတော့အားလုံးကိုကိုပြုသမျှကုသိုလ်အားလုံးကိုမြတ်တာအညာ ဝေပါအဲ့ဒါကိုကိုယ့်ရဲ့မွေးနေ့မှာလုပ်တယ်ဆိုလို့ရှိရင်တော့လက်တလုံးကံညက်နေတယ်ဆိုရင်အဲ့ဒါဟာကိုယ့်ရဲ့ကံကိုပြန်ပြီးတော့တင်ပေးနိုင်ပါလိမ့်မယ်နော်ဒါကတော့ဒီကာလမှာလောရမယ့်ကံညက်နေထင်ရင်လောရမယ့်နော် ရေရရဖြစ်ပါတယ်เนาะအဲ့ဒါလေးကိုလုပ်မယ်ဆိုလို့ရှင်တော့ဒါကန်ညက်နေတယ်ဆိုရင်တော့ဒါအထိုင်လျောက်ကန်ပွင့်နိုင်ပါတယ်နောက်တစ်ချက်ကတော့ကျွန်မဒီနေရာမှာလေတခုရှိတယ်เนาะမြေလိုချင်တဲ့လူတွေရှိတယ်เนาะတချို့အိမ်ပိုင်မှုအိမ်ပိုင်လိုချင်တယ်မြေလိုချင်တယ်ဆိုတဲ့အတွက်လေကျွန်မမကြာခဏကျွန်မစဉ်းစားမိတယ်သိလားเนาะတချို့လူတွေအတွက်ကမြေဝင်တာအရန်လွယ်တယ်သိလားเนาะဟိုအိမ်ပိုင်မြေပိုင်မှုလေအဲ့ဒါဘာနဲ့ဆိုင်လဲဆိုတော့လေသိလားကန်နဲ့ဆိုင်တယ်သိလားเนาะဟို တချို့ဇာတာတွေကိုကျွန်မကြည့်တဲ့ခါကျရင်ဒီဘဝမှာเนาะအိမ်ပိုင်မြေပဲဘယ်နေရာသွားသွားဘယ်နေရာရောက်ရောက်เนาะအိမ်ပိုင်ဖို့လာကောင်းတဲ့အိမ်နဲ့နေရဖို့ဟလာအဲ့လိုကံကောင်းတဲ့လူတွေရှိတယ်။ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ဇာတာမှာကိုကလေးကသူတို့ရဲ့အတိတ်ဘဝကနော် ပိုင်ဆိုင်မှုတွေပါလာတယ်ရွှေဦးရောငွေဦးရောပါလာတယ်လို့ခေါ်တယ်နော်ဇာတာကိုကြည့်လိုက်တဲ့အခါမှာတချို့လူတွေရဲ့ဇာတာမှာငွေလဲပါလာတယ်ပိုင်ဆိုင်မှုတွေလည်းပါလာတယ်ပြောမယ်ဆိုရင်တော့အတိတ်ကကုသိုလ်အကျိုးပေးတာဒီဘဝမှာပါလိုက်ပြီးတော့သူကအကျိုးပေးတာပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်တော့အတိတ်ကပေါ့နော်ပိုင်ဆိုင်မှုဖြစ်တယ်နော် properties တွေသူတို့ရဲ့ပိုင်ဆိုင်မှုတွေကဒီဘဝထိပါလာတယ်ပြီးတော့နော်ငွေ ငွေဆိုတာအစင်ပတ်စံလိုချင်တိုင်းသူကပတ်စံရရတယ်ပေါ့နော်အဲ့လိုမျိုးစားတာမျိုးရှိတာလေတွေ့ရတချို့ကြတော့အိမ်ပိုင်မှုခက်ခဲလိုက်တာအိမ်ဟိုကအကြောင်းကြောင်းကြောင့်အိမ်မပိုင်နိုင်ဘူးအိမ်ပိုင်တဲ့ခါကျလဲအဲ့ဒီအိမ်ကလဲရန်သူမျိုး၅ပါးဘေးကြနော် ရန်သူမျိုး၅ပါးပေးကြအောင်အိမ်ဆုံးရှုံးရတာရှိတာပေါ့နော်အဲ့လိုတွေတွေ့ရတော့ကျမတချို့အိမ်ပိုင်ခြင်းတဲ့လူတွေကျမရှိမှာဘေးလင်လာမေးတဲ့အခါကျမစိတ်မကောင်းဘူးစိတ်မကောင်းပေမဲ့နော်ဘလူဘလူရေတရာလေးတွေလောက်ပါဆိုပြီးတော့ကျမရေတရာတွေအဋိဌာန်တွေတော့ကျမပေးတယ်နော်အဲ့တော့တကယ်တမ်းမြည်လို့ခြင်းနဲ့အိမ်လို့ခြင်းနဲ့ဆိုရင်အခု နော်ရတရားအတိတ်ထံလုံနိုင်တာတခုကိုကျွန်မတွေ့ပါတယ်နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့နော်ပတိစိတ်ရမယ်နော်ပတိစိတ်ရမယ်နောက်တစ်ခုကအဲမေတ္တာသုတ်ရွတ်ရမယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ကံတရားရအိမ်ပိုင်မှုမြေပိုင်မှုခတ်ပြီးမယ်တမာဒီဝနှကောင်းနဲ့မျက်တီကနော်အကူညီထောက်ပံ့ပေးရင်ကိုကအိမ်ပိုင်နိုင်တယ်မြေပိုင်နိုင်တယ်ဆိုတာကိုကျွန်မအနေနဲ့ဒါကိုသိလာလို့ဖြစ်တယ်ပေါ့နော်အဲ့တော့ပတိစိတ်ရမယ်စိတ်ကောင်းစေတနာကောင်းသီလဆောင်ထင်းရမယ်ပေါ့နော်အဲ့တော့ဘာလို့ ပါမလဲဆိုရင်မြေလိုချင်တယ်ဆိုရင်အိမ်လိုချင်တယ်ဆိုရင်အဋိဋ္ဌံလောက်ပဲဘလောက်ထိလောက်ရမှာလဲဆိုတော့၉လတိတိအဋိဋ္ဌံလောက်ရမယ်ပေါ့နော်အဲအဋိဋ္ဌံလောက်ရမယ်ပတိစိတ်ရမယ်နော်ပြီးတော့ကျမဟို မြေပေါ့နော်ကိုကလိုချင်တာကိုနေစရာအိမ်လေးအတွက်ပိုင်အိမ်ပိုင်လေးနဲ့နေစင်တာလीဟုတ်တယ်မှာအဲ့ဒါကြောင့်ကိုကနော်ငှက်အိမ်လေးတွေစောက်ပေးတာတို့ဟဟလာနော်တော့သူများဥမာဟိုတာသမီကအဆောက်အုံတွေနဲ့ပတ်သက်ပြီးအလှခံတဲ့အခါမှာကိုနိုင်သလောက်လေးပတ်စံထည့်ပေးတာတို့နော်သူများတွေအိမ်အတွက်နော်ကိုကလည်းအိမ်ပိုင်နဲ့မနေနိုင်ဘူးတခြားအိမ်အိမ်နဲ့ကိုလိုပဲနော်အိမ်နဲ့နေချင်တဲ့လူတွေရှိရင်ကိုကလည်းသူတို့လည်းအိမ်ပိုင်နဲ့နေနိုင်အောင်ကိုတတ်နိုင်သလောက်ပေါ့နော်ငွေကြေးအဖြစ်ကူညီတာငွေကြေးအဖြစ်မကူညီ နိုင်ဘူးဆိုရင်တောင်မှကိုကနှုတ်အားဖြင့်ကူညီတာကိုတိတဲ့နီလန်းလေးတွေကိုမျှဝေတာဒါမျိုးနီလန်းတွေနဲ့လေเนาะဘာလုံနိုင်တယ်လဲဆိုတော့အိမ်ပိုင်အောင်လုံနိုင်တာရှိတယ်ပေါ့နော်အဲ့တော့အိမ်ပိုင်ဖို့ဆိုလို့ရှိရင်เนาะကျွန်မကပတိဆက်ရမယ်ကိုလာတိတိเนาะပတိဆက်ရမယ်ပထမပတ ဒါပါလဲဆိုရင်ဂုံတော်ကိုပါကိုပတိတပတ်ဆက်ရမယ်ဂုံတော်ကိုပါကိုပတိတပတ်ဆက်ရမယ်ပြီးရင်ကျမတို့ဇယဆက်ကောပေါ့နော်ဇယဆက်ကောဇယံတော်ရောဇီတပေဇယတနေဇယပေတိဇီတိနံဇယံဒေတုဇေယုတ်တရောပေါ့နော်အဲ့ဒီခါတာကိုပတိတပတ်ဆက်ရမယ်ပေါ့နော်ဇယဆက်ကောဆိုတာကလေကျမတို့နော်ဒီဇယဆက်ကောခါတာကိုကျမအရင်တော့စိတ်ဖူးတယ်ပတိစိတ်ဖူးတယ်အဲ့တော့ကဘာကိစ္စလဲဆိုတော့ကျမအလုတ်ကိစ္စအတွက်ကျမစိတ်တာပေါ့နော်ဆိုတော့အဲ့ဒါစိတ်ပြီးတော့ ကလေအမှန်တော့ဆူတောင်းလဲရတယ်ဆူမတောင်းရင်လဲကိုကကိုဖြစ်ချင်တဲ့အရာကိုเนาะသူကတိတ်တိတ် မြောက်တယ်လို့ပြောရဲပေါ့နော်ကိုဖြစ်ချင်နေကိုရင်ထဲကဆန္ဒတချို့ဒါပြီးမြောက်စေတယ်ပေါ့နော်အဲ့တော့ကိုကဇေယဆက်ကောဇေယနောရောကိုကိုကစိတ်မယ်ဆိုရင်ဘာအတွက်စိတ်မလဲနော်အလုံးအတွက်စိတ်မလားစီးပွားရေးအတွက်စိတ်မလားဒါမှမဟုတ်အိမ်ပိုင်အတွက်စိတ်မလားအဲ့ဒါကိုစိတ်ပြီးရင်တော့ကိုကဆူတောင်းရမယ်ကိုလာတိတိမပြတ်မကွက်စိတ်ရမယ်ပြည့်ရင်အစနေပြန်စိတ်ရမယ်ပေါ့နော်ပထမတစ်ချက်ကဂုံတော်ကိုပါပတိစိတ်မယ် ပြီးလို့ရှိရင်ဒီဇယဆက်ကောဇေယံတော်ရောဇေယီတပေဇယတနေဇယပေတိဇေတိနံဇေယံတိတုဇေယုတ်တိရောဆိုတဲ့ဂါထာကိုနော်ပတိတပတ်စိတ်ပါမယ်စိတ်ပြီးရင်ဟုတ်ပြီနော်စိတ်ပြီးတာနဲ့ပြီးမသွားသေးဘူးကျမတို့ကဗာဆက်ပြီးတော့လောက်ရမလဲဆိုလို့ရှိရင်မြတ်တာတော့ နော်မေတ္တာပို့တာမေတ္တာပို့တာပဲဖြစ်ဖြစ်မေတ္တာဘာဝနာလေးလုပ်လို့ရတယ်မေတ္တာသုတ်ပူဇော်လို့လည်းရတယ်မေတ္တာသုတ်ကိုကိုးကောက်ပူဇော်တယ်နော်အဲဟုတ်ပြီတချို့ကမေတ္တာသုတ်ကျမဆိုရင်မေတ္တာသုတ်ပူဇော်တာထက်ကျမကမေတ္တာဘာဝနာပွားတာတရားထိုင်တဲ့အခါမှာဗုဒ္ဓံလူစီထိုင်နေပြီးမေတ္တာဘာဝနာပွားတယ်ပေါ့နော်အဲ့လိုမေတ္တာဘာဝနာပွားရင်လည်းရတယ်မေတ္တာဘာဝနာပွားမယ်ဆို15မိနစ်တိတိကိုကမေတ္တာဘာဝနာပွားရမယ်ပေါ့နော်ကိုကိုကိုလည်းပွားမယ်ကိုပတ်ဝန်းကျင်မှာရှိတဲ့လူတွေလည်းပွားမယ်ကိုကဒီနေရာမှာအိမ်လိုချင်တဲ့ဒီမျိုး ့မှာအိမ်လိုချင်တယ်ဆိုရင်ကိုနေချင်တဲ့မြို့မှာစောင့်ရှောက်တဲ့နော်တမာဒီဝနှကောင်းနဲ့မြတ်တီးစနော်နောက်တကြမင်းနော်နောက်တက်ထာရထဝိယုတကဝိယုပကကုဝေယဟူတဲ့နတ်မင်းကြီး၄ပါးဒါဒီအားလုံးကိုကိုကမြတ်တာပို့မယ်မြမဘောဂျမကြီးတွေကိုလေကိုကမြတ်တာပို့မယ်အဲ့လိုမြတ်တာပို့ပြီးတော့ကိုကနော်ပြီးမှကိုကမြတ်တာပို့ပြီးသစ္စာစုမယ်သစ္စာစုပြီးတော့ဆုတောင်းမယ်အဲ့ဒါဆိုလို့ရှိရင်เนาะဒါအိမ်ကအလွယ်တကူရနိုင်တယ် နော်အဲ့တော့ဒါကိုကျမကတော့လှုပ်စီခြင်းနဲ့မြေလိုခြင်းနဲ့အိမ်လိုခြင်းနဲ့ဆိုရင်တော့ဒါလေးကိုလှုပ်ကြည့်ပါ